မန်အောင်မြို့နယ်အတွင်းကစာဝတ်နေရေးအတွက်ငှားရှာထွက်သွားတဲ့ဒေသခံပြည်သူရေလောက်သား9ဦးဟာမိသားစုတွေနဲ့အဆက်တွေမရဘဲရက်ပေါင်း30ကျားတဲ့အထိပျောက်ဆုံးနေတယ်လို့ပျောက်ဆုံးနေတဲ့သူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ပျောက်ဆုံးနေသူတွေကတော့မန်အောင်မြို့နယ်ရေမြက်ဝကျေးရွာကငါးပန်းဆက်လက်ပိုင်ရှင်ဦးစိုးမြင့်ဆိုသူအပါဝင်နောက်ထပ်မန်အောင်ဒေသခံ9ဦးဖြစ်ကြပါတယ်။အဲ့ဒီဒေသခံ9ဦးဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်နေ့ကတည်းကပဲ စားဖို့နေရေးအဆင်မပြေတဲ့အတွက်စစ်ကောင်စီရဲ့တားမြစ်ကတ်သက်ချက်တွေကိုချိုးဖောက်ကာမိသားစုစားဖို့နေရေးအတွက်ရေးစုကငါးဖန်းထွက်သွားကြတာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ငါးဖန်းထွက်တဲ့သူတွေကိုဖေဖော်ဝါရီလအကုန်အထိဖုန်းနဲ့ဆက်တွေပြုလုပ်လို့ရရှိခဲ့ပြီးနောက်မတ်လအတွင်းမှာတော့ဖုန်းဆက်တွေလုံးဝမရရှိတော့ပဲရက်ပေါင်း30ကျော်ထိရှိနေပြီဖြစ်တယ်လို့လည်းမိသားစုဝင်တွေကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ21ရက်နေ့ကလေးကပဲငါးဖန်းထွက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ဖေဖော်ဝါရီလအကုန်အထိ အဆက်တွေရရှိခဲ့ပြီးနောက်မှာတော့အဆက်တွေမရတော့ဘဲပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ဥဆုံးမြင့်မိသားစုဝင်တဦးကပြောပါတယ်။စစ်ကောင်စီကရခိုင်တကြောပြန်တိုက်ပွဲဖြစ်ပွားချိန်ကလေးကပဲမန်အောင်မြို့နယ်အတွင်းကဒေတာခန့်တွေကိုငါးဖန်းခွင့်ကတ်သက်ပိတ်ပင်တားမြစ်ထားတာဟာတနစ်ကျော်အထိကြာမြင့်နေပြီလေဖြစ်ပါတယ်။အဲ့ဒီလိုစစ်ကောင်စီကငါးဖန်းခွင့်တွေကိုဇက်တိုက်ပိတ်ပင်တားမြစ်ထားတာကြောင့်ရေလုံငန်းကိုအမိဖြုတ်ပြီးတော့နေစဉ်စားဝတ်နေရေးကိုဖြည့်ရှင်းနေကြရတဲ့မန်အောင်ဒေတာခန့်တွေဟာ စားဖို့နေရေးအဆင်မပြေဖြစ်လာတဲ့အတွက်အသက်နဲ့ရင်းပြီးတော့အခုလိုငါးဖန်းခိုးထွက်တာကိုလောက်ဆောင်လာကြရတာလည်းဖြစ်ပါတယ်။လက်ရှိငါးဖန်းသွားတဲ့ငါးဖန်းဆက်လေပိုင်ရှင်ဦးစိုးမြင့်အပါအဝင်ရေလောက်သား၅ဦးကို၁၀ရက်ကြာအထိဆက်တွေ့မရဖြစ်နေတဲ့အပေါ်မှာမိသားစုတွေအနေနဲ့အထူးစိုးရိမ်နေကြရပြီးလက်ရှိသူတွေအနေနဲ့ကဲတင်ပေးကြဖို့ကိုတောင်းဆိုတယ်လို့ငါးဖန်းဆက်လေပိုင်ရှင်ဦးစိုးမြင့်မိသားစုဝင်တဦးကတောင်းဆိုပါတယ်။ရခိုင်ပြည်ဒုစရဖြစ်တဲ့ကြောက်ကူမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာမန်အောင်ပင်လယ်ပြင်နီးမှာရဲတပ်တင်ပေါ်တွေကိုအင်အားဖြစ်တင်းတာတွေကိုလည်းမြတ်စွာလောက်ဆောင်ထားကြောင်းသိရပါဗျ။